အသားနဲ့ပတ်သက်ပြီးတော့ဝီနည်းကျမ်းကမှပြည့်ညတ်ထားတဲ့အသားကြီး၁၀မျိုးအသားကြီးဆိုတာကြီးလို့အသားခေါ်တာမဟုတ်ဘူးကြီးတဲ့အသားလို့ပြောတာမဟုတ်ဘူးယဟန်တော်တွေမစားတိုက်ဘူးလို့မြတ်စွာဘုရားကဝီနည်းထဲမှာပြည့်ညတ်ထားတာသူ့အကြောင်းနဲ့သူရှိတယ်မစားတိုက်တဲ့အသားအကပိယမန္တယဟန်တော်တွေနဲ့မဆက်ဘူးမအဆက်ဘူးမသိမ့်တော်ဘူးမစားတိုက်ဘူးလို့မြတ်စွာဘုရားဆုံးမဩဝါဒပေးထားတယ်အသား၁၀မျိုးရှိတယ် ဲ့ဒီဆယ်မျိုးကနံပါတ်၁ကလူဖြစ်ပါလေလူသားစားနေမယ်ဆိုရင်ကဲရှုပ်ချခါမှာလေပောရိတာရဇာလန်းတို့ပါရှိတယ်မဟုတ်လားလူတယောက်ကနေလူသားစားတယ်ဆိုတော့ဒါဘလူးဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့လို့လူသားဟာဇတုသားဖြစ်တဲ့အတွက်ကြောင့်မစားတတ်ဘူးတဲ့ဒါလည်းအကြောင်းရှိလို့မြတ်စွာဘုရားပြည့်ညတ်လိုက်တာဒီအဲ့ဒီတော့က တာဝဋ္ထိပြည်မှာတိတ်တရာတရားကောင်းတဲ့အမျိုးသမီးကြောင့်ရှိတယ်။တုတ်ပိယာဆိုအမျိုးသမီးအလွန်ကိုတရာတရားကောင်းတယ်။တုတ်ပိယာတို့ဝိသခာတို့အမတမရင်းနှီးကြတယ်။ဘုရားကျောင်းတော်သွားတရားနာတန်ဃာတွေသတင်းသုံးတဲ့ကျောင်းလေးတွေလှက်ပတ်ကြည့်။အဲ့မှာနေမကောင်းထိုင်မသာရှိတဲ့ကိုတော်တွေ့တွေ့ရင်မေးတယ်ရှင်ဘုရားနေမကောင်းဘူးနေမကောင်းဘူးဆုံးပနည်းရဲ့မဆားရတော့ဘာဖုံးမေးခြင်းတော့ ဒီလိုတွေမေးကြတာမေးတဲ့အခါမှာဟိုကိုရောအင်းစွပြုတ်ကလေးတော့တောက်ချင်ပါတယ်လို့ပြောလိုက်တဲ့အခါအဲ့ဒီတုန်းကတုတ်ပြာဆိုတဲ့အမျိုးသမီးရဲ့တပီတော့စွပြုတ်လုပ်ပြီးပို့ပါမယ်လို့အမခံတယ်သူအမခံပြီးတော့အိမ်ပြန်သွားတဲ့နောက်တည့်ရက်မှာအသားမပေါ်ရတဲ့နေ့ဖြစ်သွားအသားကဘယ်မှဝယ်လို့မရတော့သူတို့လည်းဥပရိယတရက်တလေအသားမပေါ်ရသား တတ်တတ်လိုင်စင်ချမပေးတဲ့နေ့ဆိုတာဆိုမတတ်ရလို့အမိန့်ထုတ်ထားတဲ့နေ့ပေါ့အဲ့တော့မရတော့သူဘယ်လိုလုပ်တုံဆိုလို့ရှင်ဘာသားမှလည်းဝယ်လို့မရဘူးအိမ်မှာလည်းပဲခုခေတ်လိုအသားဆိုတာရေခဲတစ်တာတို့ဘာလို့ရှိတာမဟုတ်တော့ရေခဲတစ်တာတဲ့တိမ့်ထားလို့လည်းဖြစ်တာမှမဟုတ်ပဲကိုအဲ့တော့ဒီအသားဆိုတာချက်ချင်းလက်လက်ဆက်ဆက်ချက်ပြုတ်မှရတာပေါ့ အဲ့တော့ဈေးသွားဝယ်တဲ့အခါအသားမရတော့သူကြံရမရဘူးငါလည်းအာမခံနေတယ်အဲ့တော့ဒုက္ခပဲမနဲ့တော့သားဆွပြုတ်တော့ပိုးရမှာပဲဆိုပြီးနောက်ဆုံးမှာအိမ်ထဲကဓာတ်ထက်ထက်ကိုယူပြီးတော့သူ့ပေါင်သားသူလှီးပြီးတော့ဆွပြုတ်ပြုတ်ခိုင်းလိုက်တယ်ပြုတ်ခိုင်းပြီးတော့ကြောင်းပုတ်ပေးလိုက်အဲသူကတော့ပေါင်သားကြီးကိုလှီးခံလိုက်ရတော့ အဲ့ရတယ်မှလဲသွားပြီပေါ့နော်အဲ့ဒီကိုတော်ကိုသွားပြီးတော့ပို့တယ်သူကတော့သူ့ပေါင်ကို စီးထားတယ်သွေးတွေထွက်တော့အဲ့ဒါကိုသိတော့မြတ်စွာဘုရားကအိမ်ကြွသွားအိမ်ကြွသွားတော့ဘုရားကိုထွက်ပြီးတော့ရှင်မခိုးနိုင်ဘူးပေါင်ကထံရကြီးနဲ့ရှင်မခိုးနိုင်တော့မြတ်စွာဘုရားကတုတ်ပြရပဲသွားလဲလို့ဆိုတော့သူ့အမျိုးသားလျှောက်တယ် ။အေးရတယ်မှာဗျာတဲ့မထနိုင်လို့လို့ဆို။ရသော်ဗျာခေါ်လိုက်တယ်ငါစီလာခဲ့လို့ဆို။ဘုရားခေါ်လိုက်လို့ဆိုတာနဲ့ပဲသူ့ပေါင်ကတန်းရာဟာပျောက်သွားတယ်တက်တာသွားတယ်ခင်ဗျာ။တခါတည်းဘုရားရှင်ရောက်တဲ့အခါသူအံ့ဩသွားတယ်အဲ့ဒီမှာ။အဲ့ဒီမှာဒီပေါင်သားကိုသူ့ယောက်ျားရှောက်တယ်သူမျိုးသမီးဒီတုတ်ပိယဟာအမတ္တမတရာတရားကောင်းတယ်ဗျာတဲ့သူ့ပေါင်သားသူလှီးပြီးတော့တောင်းမှာ တန်ခါကိုစွတ်ပြုတ်လုပ်ပြီးတော့ကတ်လှူတယ်တဲ့အင်မတန်မှတရားတရားကောင်းတယ်တခြားသူမလှူနိုင်တဲ့ပစ္စည်းဆိုတာတခုမှမရှိဘူးဘုရားလို့ဘုရားရှိမှချီးမွမ်းပြီးလျှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီပေါင်သားလှီလှူတယ်ဆိုတာသိသွားပြီးကြောင်းရောက်တဲ့အခါဒီတရင်ကိုမေးတယ်ဘယ်ကိုတော်လဲဆိုတာမေးမြန်းဆုံးသားပြီးတန်ခါတွေအားလုံးကို ီနေ့ကနေစပြီးအသားဆိုရင်ဘာသားလဲလို့မေးရမယ်လူသားဆိုရင်မစားတဲ့မူဆိုပြီးတော့ဥပဒေဖြစ်ညတ်တယ်နော်သိခါဘုတ်တစ်ခုထောက်လိုက်ဒါကနောင်ကြတော့မထုတ်ဘူးဆိုရင်ပြဿနာဆိုတာတက်လာနိုင်တာလူသားစားတယ်ဆိုပြီးတော့ပြဿနာတက်လာဒါကြောင့်မို့လို့လူသားဆိုတာမစားကောင်းဘူးမစားတဲ့မူဇတုသားဖြစ်တယ်အဲ့ဒီကစပြီးတော့မအပ်တဲ့အသားကြီး၁၀မျိုးလို့ပြောရတဲ့ထဲမှာလူသားကနံပါတ်၁ပါလား ောနောက်ထပ်မအပ်တဲ့အသားတွေကဘာလို့ဆိုစင်သားတို့မြင်းသားတို့ဘာဖြစ်လို့စင်သားမြင်းသားကမအပ်မစားကောင်းတာတော့လို့ဆိုဟုတ်ခက်ကဆင်းနေမြင်းနေဆိုတာကဘယင်ကစည်ရေးစည်ရာအတွက်အသုံးချဆင်းမြင်းကိုအသုံးချအဲ့တော့ဆင်းမြင်းဆိုလို့ရှိရင်ဘယင်အတွက်မှာအရေးကြီးတဲ့သတ္တဝါဖြစ်နေအဲ့ဒီကောင်တွေကိုတတ်တာဖြတ်တာကိုဘယင်ကသဘောမကျသဘောမကျတော့ အဲတချို့ကလည်းဆင်တို့မြင်းတို့ကိုတတ်ပြီးတော့အသာချက်စားတာမျိုးတွေပါလေလှုပ်တယ်လှုပ်တော့ယဟန်တွေကိုလည်းလှူတယ်အဲ့ဒီမှာဘယင်းတွေကဒီမြင်းတတ်တဲ့လူတွေဆင်တတ်တဲ့လူတွေဆိုဖမ်းတယ်ပြစ်ဒဏ်ကြီးကြီးပေးတယ်အဲအဲ့တော့အသာစားတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒါပြစ်ဒဏ်ပေးတယ်အဲ့ဒါလိုမင်းပြစ်မင်းဒဏ်တွေဖြစ်နိုင်တာမို့မြတ်စွာဘုရားကဆင်သားမြင်းသားလည်းမစားရဘူးလို့ဆိုပြီးတော့ပြညတ်လိုက်တာဟုတ်သူအကြောင်းလေးနဲ့သူပဲ နောက်တစ်ခါခွေးသားခွေးသားဆိုတာတော့အလွန်ဆက်စုပ်စရာကောင်းတယ်အောက်တန်းကြတဲ့အိန္ဒိယနိုင်ငံမှာအန်တချေဘောလို့မထီရမကန်ရအလွန်အောက်တန်းကြတဲ့ဇန်နိုင်နေစားတဲ့အစာဖြစ်တယ်ခွေးသားစားတဲ့လူဆိုရင်လူတွေကအပေါင်းအသင်းမလုပ်ကြတဲ့လူမျိုးတွေမှစားတာဟုတ်အဲ့တော့ယဟန်တန်ဃာတွေဟာ အများနဲ့ဝင်ဆမ်းမွေရအတွက်အမတန်မှနိုင်ကြတဲ့အစာအစာမစားတတ်ဘူးဟုတ် လူတကာအထင်သေးတာမျိုးမလုပ်သင့်ဘူးဆိုပြီးတော့ဆက်ဆုပ်ရွံ့ရှာဖို့ကောင်းတော့ကြောင့်ခွေးသားကိုတော့မစားတတ်ဘူးလို့မြတ်စွာဘုရားပြည့်နေတယ်။ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုရင်မွေသားတဲ့မွေသားကိုဘာလို့မစားရတာတော့ဆိုမွေသားစားထားတဲ့ပုဂ္ဂိုလ်ဟာမွေရဲ့အနတ်ကအသားစားထားလို့ရှိရင် အနတ်ဆိုတာဆွဲတယ်။အဲ့ဒီအနတ်ကိုမွေတွေကသိတော့တောထဲမှာတရားထုတ် <laughs> မွေသားကိုတကားတကားကတ်လိုက်လို့စားပြီးတော့တောထဲမှာသွားတရားထိုင်ရင်တော့မွေကဒုက္ခပေးမှာသိချတယ်ကောဒါကြောင့်မလို့မွေသားလည်းမစားနဲ့အန္တရာယ်ရှိတယ်ပေါ့နောက်တစ်ခါကျတော့ရှင်သေးသားတို့ကြားသားတို့နော်ဝန်သားတို့အောင်းသားတို့နော်အဲ့ဒါတွေလည်းပဲမစားသင့်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ယန်းနေကအဲ့ဒီကောင်းနေရဲ့အသားကို စားပြီးတဲ့အခါ တောထဲမှာနေပြီဆိုလို့ရှိရင်ရှင်သေးကလည်းရှင်သေးသားအနံ့ရရင်သူကလည်းလိုက်ကြားလည်းကြားသားအနံ့ရစသိကလည်းစသိနံ့ရဝန်ကလည်းဝန်အနံ့ရဆိုတာဒီကောင်တွေကဒုက္ခပေးတတ်တယ်ကောအဲ့ဒါကြောင့်မို့လို့ဒီသားတွေမစားဘူးလို့ဆိုအဲ့ဒီအသား10မျိုးဝိနည်းကျမ်းထဲမှာပြည့်ညတ်တာဒါမအပ်တဲ့အသားဆယ်မျိုးလို့ယဟန်တန်ဃာတွေအတွက်ပြည့်ညတ်ထားတာရှိတယ်ပေါ့ဒါကြောင့်မို့ယဟန်တန်ဃာတွေဟာအသား မတင်ကားလို့ရှိရင်ဘာသာလဲလို့မေးရမေးပြီးတော့မှတန်တရာခဲမှစာကြတယ်